နတ်ပြည်6ထပ်အကြောင်းလေးနည်းနည်းပြောမယ်။နတ်ပြည်6ထပ်ဆိုတာနံပါတ်1ကသရုမဟာရာဇိကာသရုမဟာရဲ့နတ်ပြည်ဒီလိုခေါ်တာပေါ့သရုမဟာတာဝရင်တာယာမတုတိတာ နေမနရတိပရနေမိတာဝတဝတိဆိုပြီးတော့နတ်ပြည်6ထပ်သရုမဟာရောဆိုတာသရုမဟာရဲ့နတ်ပြည်ဆိုတာနတ်မင်းကြီး၄ပါးပေါင်းပြီးတော့အုပ်ချုပ်တဲ့တိုင်းပြည်ခေါ်တာ တရရတနမင်းတို့ဂန္ဓဗနမင်းတို့ဝိရုဒကနမင်းတို့ကုဝေရနမင်းတို့အဲ့ဒီနမင်း၄ပါအုတ်ချုပ်တဲ့နတ်ပြည်ကိုဗာနတ်ပြည်ခေါ်တော့စတုမဟာရိနတ်ပြည်လို့ဒီလိုခေါ်တယ်ဦးဇင်းတို့လူပြည်နဲ့အနည်းဆုံးလို့ပြောလို့ရတာပေါ့ဟုတ်လားအဲ့ဒီစတုမဟာရိနတ်ပြည်ရဲ့အထက်ကမှာဗာလဲမေးရင် တာဝရိန်သာတာဝရိန်သာဆိုတာအစဆုံးက တာဝတိန်သာတာဝတိန်သာ30မြလောက်တော့ လူပြေကကောင်းမှုပြုသွားတဲ့လူတွေအခြေချပြီးနေထိုင်ကြရဖြစ်လို့တာဝရင်သားဒီလိုခေါ်တာတရားမင်းကြီးကအဲ့ဒီမှာအုပ်ချုပ်တယ်အဲ့ဒီမှာတော့သူတယောက်တည်းအုပ်ချုပ်တယ်သောသောကနတ်ပြေမှာတော့၄ယောက်အုပ်ချုပ်တာနော်နတ်မင်းကြီး၄ပါးအဲ့တော့ဥစဉ်တို့လူပြေကမာလူတွေအားအကြဆုံးနဲ့အကောင်းဆုံးနေတော်တော်များများစုတာလဲအဲ့ဒီပဲဥမာသူဇာတာမြို့သမီးတို့နေတဲ့နေရာတို့နန္ဒာရေကန်းတို့ ဝေဇယန္တာပြတ်တတ်တို့သူဓမ္မဇေယတ်တို့ရှိတာသည်အဲ့ဒီတာဝရင်သားပဲဟုတ်ပြီလားအဲ့ဒီတာဝရင်သားမှာဟောအဲ့တော့တာဝရင်သားနတ်အုတ်ချုပ်တာဘယ်သူလဲမေးလိုက်တော့တရားမင်းတာဝရင်သားနတ်ရဲ့ထက်ကဘာနတ်လဲမေးလိုက်တော့ယာမဟုတ်တယ်မလားအဲသုရမဟာ တာဝရင်သားယာမယာမနတ်ပြည်ထာနတ်ပြည်တဲ့စာရင်နည်းနည်းနည်းတယ် ဘာဖြစ်လို့လို့မေးလဲတော့ဓမ္မဂရိကနတ်သားတွေဖရာလောက်နတ်သားတွေဖရာရဲ့မေတော်တွေခမီးတော်တွေနေတဲ့နတ်ပြည်ဖြစ်လို့အဲ့ဒီနတ်ပြည်ဟာတရားဓမ္မတခြားသောနေရာဌာနတွေတဲ့ပိုတယ်လို့ဒီလိုပြောလို့ရတာပေါ့ဟုတ်လားအဲအားကြောင့်မဥစဉ်တို့တော်တော်များများဟာတုတိတာနတ်ပြည်ကိုဆူတောင်းကြတယ်ဥပမာနတ်ပြည်ရယထာ၆ဆင်းနဲ့လာပြီးတော့လူပဲဆိုရင်လူပြည်ကကောင်းမှုအင်မတန်ကြီးတဲ့လူတွေဥပမာဓမ္မိကနတ်သားဓမ္မိကဥပဒကကြီးပေါ့ သူတို့မျိုးသား900စုပေါင်းပြီးဥပုပ်ဆောင်သုံးနေကြတရားနဲ့နေနေကြအဲ့တကကြီးအသေးကဏ္ဍကာလရောက်တဲ့အခါနိုင်အထာ60ဆင်းလာလူလာအပြိုင်ဆိုင်လူကြတဲ့အခါမှာနေအောင်ကငါဖျားလောင်းနေနေတဲ့နေရာတရားနာခွင့်ရတဲ့နေရာဖျားလောင်းရဲ့မေတော်ခမီးတော်တွေရှိတဲ့နေရာပဲငါသွားကျင်တယ်ပြောလိုက်တဲ့အခါတုတိတနာတအဲ့ဒါကျွန်တော်တို့ရဲ့နတ်ပြည်တပြည်ပဲရှိတယ်ကျွန်တဲ့နေရာမရှိဘူးလို့ဒီလိုပြောတာအဲ့ဒါနဲ့အဲ့ဒီဓမ္မိကနတ်သားဟာအဲ့ဒီကိုရွေးသွားတာဟုတ်ပြီလားအဲ့ဒီကိုရွေးသွားတာနောက်တစ်ခါ ငါးခုမြောက်နတ်ပြည်ကနေမနရတိနေမဆိုတာဘာလဲလို့မေးလိုက်တော့လိုရာစီးစဉ်ကိုမိမိဘာသာဖြန်းစင်းပြီးတော့ရတိမွေလျော်ကြတာအဲ့ဒါနေမနရတိခေါ်တာဥမာကိုယ်အင်ကြီးလှလှလေးလိုချင်တယ်ဘာအင်ကြီးလေးဘာအယောင်လေးဆိုကိုယ်ဖြန်းစင်းတဲ့အချိန်သူကပေါ်လာတာအဲ့ဒါလေးကနှစ်သက်စရာဘာလေးစားချင်တယ်ဆိုရင်ကိုယ်စိတ်ထဲကနေပြီးတော့ကိုယ့်ကိုဖြန်းစင်းပြီးတော့မှစားတာဟုတ်လား တော်ကောင်းတို့တွေအင်းကကိုယ့်အိမ်မှာကိုယ်ဘာအချင်းလေးစားခြင်းလဲဆိုအချင်းကျက်ကလေးချက်အချိုးလေးစားခြင်းဆိုအချိုးလေးကိုယ့်ဘာကိုယ်ပဲလှုပ်ကြတာမို့လားကိုယ့်ဘာကိုယ်လှုပ်တဲ့အခါမှာခန္ဓာကိုယ်နဲ့လှုပ်ရတယ်ကိုယ်ကစိတ်နဲ့တင်ဖန်ဆင်းတာအဲ့ဒါနေမနရတိနတ်ပြီကြိုက်စရာတော့သူကလွန်ကောင်းတယ်နော်တခြင်းဆန်ကောင်းကောင်းလေးကြားခြင်းနဲ့မို့လားဟဲ့ဘာတခြင်းလေးစောင်းဆန်လေးပေါ်လိုက်ကောင်းလိုက်မာလို့စိတ်ထဲညွတ်လိုက်တာနဲ့စောင်းဆန်လေးတီးပြီးတော့သူ့မှာအက်ခံသွားတာမြတ်မဆိုင်ဝိုင်းဆန်လေးဆိုမြတ်မဆိုင်ဝိုင်းဆန်နဲ့မှာပေါ့နူးညံ့တဲ့အတန်လေးတွေသူ့လိုချင်တာသူချင်တာဒီလိုမျိုးလာတာ ဟိုဦးဇင်းတို့ရသော်ပြလက်ထက်ကအရှင်နုရုဒ္ဓရဲ့ဘဝတစ်ခုကမိဖုရားတော်ခဲ့တဲ့အမျိုးသမီးတရားအဲ့ဒီမနှက်ပြေမှာရောက်ဟုတ်လားအဲ့ဒီနှက်ပြေမှာရောက်ပြီးတော့နေတဲ့မျိုးသမီးကအရှင်နုရုဒ္ဓသည်လာတဲ့အခါအတုဘသူသူစိတ်နဲ့ဖန်ဆင်းပြီးတော့တချင်းလေးတွေဓမ္မဂီတာလေးတွေလာလာပြီးဖြော်ပြလေးရှိလို့ကြားဘူးတယ်ဟုတ်ပြီလားအဲအဲ့တော့ပြောချင်တာနေမနေရတိဆိုတာကိုယ်စိတ်ကြက်ကိုယ့်အကူဖန်ဆင်းပြီးတော့ နေတဲ့နေရာမျိုးကိုနေမနရတိလို့ဒီလိုခေါ်တယ်။ဟုတ်ပြီနော်။နောက်တစ်ခါနံပါတ်6ကပရနေမိတ္တပရဆိုတာကသူတော်ဘာနေမိတ္တကဖန်ဆင်းတာ။ကိုနေမဲ့အိမ်ကိုနေမဲ့ဗိမာန်ကိုကိုယ့်ဘာကိုမလို့ဘူးသူများကနေဖန်ဆင်းပေးရတာ။သူကတမျိုးပရနေမိတ္တနတ်။တာမန်ကြည့်ရင်တော့နတ်ပြင်းပေါ့။ဟုတ်လား။ကိုနေမဲ့နေရာတော့ကိုယ့်ဘာကိုမလို့ တကယ်တမ်းကျ तू အထိတ်ဆုံးရောက်နေတာ तू အမြင့်ဆုံးဖြစ်နေတယ်မလားချမ်းသာတဲ့လူတွေဘာတွေကိုကြည့်ရင်လဲကိုနေမဲ့အိမ်ကိုကကိုမဆောက်ဘူးလေပညာလက်သမားပတ်စံပေးခိုင်းမှာအင်ဂျင်နီယာပတ်စံပေးခိုင်းနေတယ်လို့မလားအေးနည်းနည်းဒီပုံစံမျိုး तू အသက်ရောက်သွားတာပေါ့အဲ့ဒီနတ်ပြည်မှာအုပ်ချုပ်တာကဘာလဲမေးလိုက်တော့ဝဏဝတီနတ်မင်းကြီးအုပ်ချုပ်တယ်အဲ့တော့နတ်ပြည်6ထပ်ဦးဇင်းတို့တို့တွေစရုမဟာရာဇီ ဖြင့်နတ်ပြည်ကနတ်မင်းကြီး၄ယောက်အုပ်ချုပ်တဲ့တာဝရိန္ဒာနတ်ပြည်ကတကြမင်းအုပ်ချုပ်တဲ့ရာမန်နတ်ပြည်ကသူ့ရာမန်နတ်မင်းအုပ်ချုပ်တဲ့တုတိတာနတ်ပြည်ကတန်တုတိတာနတ်သားကြီးအုပ်ချုပ်တယ်တဲ့နေမန္တရတိနတ်ပြည်ကသူ့နေမိတာနတ်သားကြီးအုပ်ချုပ်တယ်ပရနေမိတာဝသဝတိနတ်ပြည်ကပရနေမိတာနတ်သားကြီးအုပ်ချုပ်တယ်လို့ဒီလိုနားလည်ရမယ်နော်